တရုတ်နိုင်ငံအင်ယာအကြက်တဲကစီးပွားရေးရဲ့ဂျန်စိတ်ပိုင်းနေအပေါ်ဆက်နွယ်တက်ရောက်မှုတွေဖြစ်ပေါ်နေစေပါတယ်ဒီလိုနဲ့တရုတ်နိုင်ငံကအခုချိန်မှာအလွန်ဆိုးရွားတဲ့အခြေအနေမှာရှိနေပါတယ်တကယ်တော့မကြသေးခင်ကထွက်ပေါ်လာတဲ့တည်င်းအစီရင်ခံစာတချို့ကဒီလိုအခြေအနေတွေတရုတ်မှာဖြစ်ပေါ်မလာစေချင်ပါဘူးလို့ဆိုပါတယ်ဒီမှာတရုတ်တို့ရဲ့အကြီးအမားဆုံးစိန်ခေါ်မှုတွေတရတစ်ခုကတော့အိမ်ချမ်းမြေဈေးကွက်ပါဒါကြောင့်မယ်တရုတ်နိုင်ငံကလူငယ်တွေက အိမ်ချမ်းမြေဈေးကွက်ဆက်လက်ကြာဆင်းနေချိန်မှာဈေးအလွန်တက်တာတဲ့အိမ်ယာတွေကိုရှာဖွေဖို့ဈေးရတဲ့ဒေသခံတွေစီပုံမို့စုဝေးလာနေကြပါတယ်။အခုတော့တရုတ်စီးပွားရေးက လုံတိုင်းမဖြစ်ထွန်းနေပါဘူး။ဒီလိုတရုတ်ဟာပေါက်ကွဲမဲ့ဘုံတလုံးလို ဖြစ်နေပြီးတော့ The Economist Magazine ကသမ္မတရှီကျင်းဖင်ရဲ့မအောင်မြင်တဲ့စီမံခန့်ခွဲမှုပုံစံကို ဖော်ပြထားပါတယ်။အဲဒါကြောင့်လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းတရုတ်ရဲ့အိမ်ချမ်းတွေက စီးပွားရေးတိုးတက်မှုအင်ဂျင်တစ်ခုအဖြစ်ကနေအန်ဒီယေဖြစ်စေတဲ့အကြောင်းအချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ဒီမှာ1989ခုနှစ်မှာတရုတ်ကွန်မြူနစ်ပါတီ CCP ကကဘာကို၎င်းတို့အလွန်ကြောင်းရွံ့တဲ့အရာကိုပြသခဲ့ပါတယ်။အလားတူ၎င်းတို့ရဲ့ကိုပိုင်ပြည်သူတွေဖြစ်တဲ့တရုတ်လူငယ်ကျောင်းသားထောင်ပေါင်းများစွာက 10M Marin ရှင်ပြန်မှာစုဝေးပြီးတော့လွတ်လပ်မှုနဲ့ဒီမိုကရေစီကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုက CCB ရဲ့အုပ်ချုပ်မှုကိုချိန်ချောက်ခဲ့တာကြောင့်၎င်းတို့ကိုကြောင်လန့်စေခဲ့ပါတယ်။ဒါကြောင့်ပဲ CCB ဟာ၎င်းတို့ရဲ့ကိုပိုင်နိုင်ငံသားတွေအပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတစ်ခုစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်မှာထောင်ပေါင်းများစွာတိုက်ဆုံခဲ့ရပြီးထောင်ပေါင်းများစွာပျောက်ဆုံးသွားခဲ့ရပါတယ်။တကယ်တော့ 10M in ဖြစ်ရပြီးတဲ့နောက်မှာ CCB ကဘာလို့မှဝန်မခံခဲ့ပါဘူး။တောင်းပန်ခြင်းမရှိ တာဝန်ယူခြင်းမရှိပဲ၎င်းကိုအွန်လိုင်းမှာပိတ်ဆို့ခဲ့ပြီးဘယ်သူမှဖော်ပြခွင့်မပြုဘဲအများပြည်သူရဲ့အမှတ်ဉာဏ်တွေက တိတ်တဆိတ်ဖျောက်ဖျက်ခဲ့ပါတယ်။ဒါကြောင့်မယ်၎င်းတို့ကအဲ့ဒီအစားဂရီတတခုကို ပေးခဲ့ပါတယ်။အဲ့ဒါကြောင့်တိတ်တဆိတ်တိတ်ဆိတ်နေရင်အဆုံးမရှိတဲ့အလုတ်အကင်တွေဈေးသက်သာတဲ့အင်ယာတွေနဲ့လူတိုင်းချမ်းသာမယ့်အနာဂတ်တခုကိုရရှိမယ်ဆိုတဲ့ဂရီပေးခဲ့ပြီးဒါဟာတရုတ်ပြည်သူတွေရဲ့ခေါင်းကိုငုံထမ်းယုံတာလိုအပ်ပါတယ်။ဒီလိုဒီသဘောတူညီချက်ကတစ်ချိန်က အလုပ်ဖြစ်ခဲ့ပါတယ်။အခုတော့စီးပွားရေးကပောက်ကွဲထွက်ခဲ့ပြီးတော့ မျိုးတွေပိုကြီးလာခဲ့သလိုစင်းရိုင်းမှုတွေကလူတန်းပေါင်းများစွာလွန်မြောက်ခဲ့ပါတယ်ဒါပေမဲ့ခေါင်းမောင်းတဲ့အချိန်တွေမကြာရှည်ခဲ့ပါဘူးဒီမှာအခုဆိုရင်အလုံးလက်မဲ့နှောင်းကစံချိန်တင်မြန်မာနေပြီးတော့အိမ်ချမ်းမြေဈေးကွက်ကပြိုလဲသွားခဲ့ပါတယ်အလားတူအိမ်ဝယ်သူတွေဟာ မပီးစီးသေးတဲ့တိုက်ခန်းတွေအတွက်အိမ်ချင်းငွေတွေပေးချေဖို့ညှင်းဆုံနေကြပါတယ်ဒီလိုနဲ့ဘန်တွေကငွေထုတ်ယူမှုတွေကို freeze ထားပြီးတော့ ဆက်ယုံအလုပ်သမားတွေဟာလာစာမရပဲလာပေါင်းများစွာဖြတ်တန်းနေရပါတယ်။ဒါကြောင့်မယ့်နိုင်ငံထက်ဝမ်းမှာအသေးစားအကြီးစားစီးပွားရေးလုပ်ငန်းတွေပိတ်သိမ်းနေကြပါတယ်။ဒါကြောင့်ဆန္ဒပြတာကចောင်းသားတွေတင်မဟုတ်တော့ပါဘူး။ဒီတစ်ချိန်တော့လူတိုင်းပါဝင်နေပါတယ်။ ဒီလိုနဲ့2022ခုနှစ်က Evergrande ကုမ္ပဏီပြိုလဲမှုကို အားလုံးမှတ်မိမယ်လို့ယုံကြည်ပါတယ်။တကယ်တော့အဲ့ဒီကုမ္ပဏီပြိုလဲမှုနဲ့အတူတရုတ်နိုင်ငံမှာအခြေအနေတွေအလွန်ဆိုးရွားသွားခဲ့ပါတယ်။ဒါကြောင့်မဲလူတွေဟာအရာအားလုံးကို ဆုံးရှုံးခဲ့ရပြီးဆုံးရှုံးစရာဘာမှမကျန်တော့တဲ့အခါ တို့ဟာအစိုးရကိုစန့်ကျင်တိုက်ခိုက်ဖို့မကြောက်ရွံ့တော့ပါဘူး။ဒီမှာဒါကြောင့်တရုတ်ကွန်မြူနတီပါတီ CCP ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေတရုတ်နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့ပါတယ်။တရုတ်နိုင်ငံသားတဦးအတွက် အိမ်ပိုင်ဆိုင်ခြင်းကသူတို့ဘဝအတွက်အလွန်ရေးကြီးပါတယ်။ဒီမှာအင်ယာဝယ်ယူခြင်းအင်ယာဝယ်ယူခြင်းကမိသားစုတွေအငိမ့်စားဘဝကိုစီစဉ်တဲ့နေလန်းမိဘတွေက၎င်းတို့ရဲ့ကလေးတွေရဲ့အနာဂတ်ကို လုံခြုံစေတဲ့နေလန်းနဲ့လူငယ်အများစုက ိမ်အောင်ပြုတ်ဖို့အဆင်သင့်ဖြစ်ကြောင်းသက်သေပြတဲ့နီလန်းဖြစ်ပါရယ်။ဒါကြောင့်တရုတ်နိုင်ငံရဲ့နေရာအများစုမှာအိမ်မပိုင်ဆိုင်ရင်မိသားစုတစ်ခုစတင်ဖို့တောင်တည်ငြိမ်မှုမရှိတဲ့သူအဖြစ်သတ်မှတ်ခံရပါရယ်။ဒါကြောင့်ပဲဆယ်စုနှစ်ပေါင်းများစွာမိသားစုတွေဟာ၎င်းတို့ရဲ့တစ်သက်လုံးစုဆောင်ထားတဲ့ငွေကိုအိမ်ချမ်းမြေထဲထည့်သွင်းခဲ့ကြပါရယ်။ဒီလိုနဲ့၎င်းတို့ဟာနေထိုင်ဖို့မစီစဉ်ထားတဲ့အိမ်တွေကိုတောင်မကြာခဏဝယ်ယူခဲ့ကြပြီးတော့ ဒါဟာစီးစင်ထိန်းသိမ်းဖို့နဲ့လုံခြုံမှုပြသဖို့ပဲဖြစ်ပါတယ်။ဒီပါ၎င်းဟာလူတိုင်းယုံကြည်တဲ့တစ်ခုတည်းသောအရာဖြစ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့၎င်းရဲ့တံပိုးဟာအမြဲတက်နေပုံရှားလို့ပါ။ဒီလိုနဲ့ community အစိုးရကြောင့်စောက်လို့ရေးကုမ္ပဏီတွေကိုကြီးမားတဲ့ချင်းငွေတွေယူဖို့အားပေးခဲ့ပြီးဒီလိုဒေတာဆိုင်ရာအရာရှိတွေက ငွေရှာဖို့မြေွက်တွေရောင်းချခဲ့ကြပါတယ်။ဒါကြောင့်ပဲလူတွေကလည်း NDA မရှိဘူးလို့ယုံကြည်ပြီးတော့ဆက်လက်ဝယ်ယူခဲ့ကြပါတယ်။တကယ်တော့မကြခင်မှာအင်ချမ်းကြီးက ခင်မီတရုတ်အိမ်မက်ရဲ့အခြေခံအုံမြင့်ဖြစ်လာခဲ့ပြီးတချိန်က၎င်းဟာအလုဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာဈေးနှုန်းတွေမြင့်တက်လာခဲ့သလိုစီးစိမ်တွေထိုးပွားလာခဲ့ပြီးလူတွေကဒိတ်ဆိတ်စွာနေရင်းဆက်လက်ဝယ်ယူခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကအန်ဒီယေကင်းတယ်လို့ယူဆခဲ့တဲ့ယင်းနီးမြုံနယ်မှုကမကြခင် ပေါက်ကွဲမဲ့ဘုံတလုံးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အခုတော့တရုတ်နိုင်ငံဂျပန်မှာအိမ်ကန်း60တန်းကျော်ကလူမနေပဲဖလာဖြစ်နေပါတယ်။ ဒီလို၎င်းဟာ PC ပြီးသားဖြစ်ပေမဲ့ရောင်မထွက်တဲ့အင်ယာ area စတူရမီတာတန်း400ကျော်ဖြစ်ပြီးတော့ဒါဟာမန်ဟတန်မြို့တစ်ခုလုံးရဲ့ area 6ဆကို လွှမ်းခြုံနိုင်လောက်ပါတယ်။ဒီတိုင်းမှာမပီးစီးသေးတဲ့အင်ယာတွေတောင် မပါဝင်သေးပါဘူး။စောက်လုပ်ရေးလုပ်ငန်းတွေငွေကုန်ကမ်းသွားတဲ့အခါမှာလမ်းတစ်ဝက်မှာဆုံးဖြတ်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ Goldman Sachs ရဲ့အဆိုအရရတက်နေတဲ့ဒါမှမဟုတ်မပြီးစီးသေးတဲ့အင်ယာစီမံကိန်းတွေရဲ့စုစုပေါင်းတန်ဖိုးဟာရွှန်93ထရီလီယံဒါမှမဟုတ်ဒေါ်လာ73ထရီလီယံနီးပါးရှိပါတယ်။တကယ်တော့ဒီပမာဏကို နားလည်အောင်ပြောရရင်ဒါဟာတရုတ်အိမ်ဝယ်သူတွေလွန်ခဲ့တဲ့နှစ်ကစုစုပေါင်းသုံးဆွဲခဲ့တဲ့ပမာဏရဲ့၈ဆဖြစ်ပါတယ်။ ဒီမှာဒီအိမ်လေးလူမနေပဲပလာဖြစ်နေတာမျိုးဒါမှမဟုတ်မပီးစည်းသေးတာမျိုးဖြစ်နေချိန်မှာရောင်းချပြီးသားအိမ်လေးရဲ့တံပိုးလဲပြိုလဲကျဆင်းလာနေပါတယ်။ဒါကြောင့်မဲ2024ခုနှစ်အောက်တိုဘာလတလတည်းမှာပဲအိမ်ယာဇင်းုံအသစ်တွေ၅တသမ900ခန်းလုံးကျဆင်းခဲ့ပြီးဒါဟာ16လဇတိုက်ဇင်းုံကျဆင်းခဲ့တဲ့လဖြစ်ပါတယ်။ဒီလရရင်အန်အောသွားနိုင်ပြီးတော့တရုတ်မိသားစုအများစုအတွက် ၎င်းတို့ရဲ့အိမ်ဟာ၎င်းတို့ရဲ့တစ်သက်လုံးစုဆောင်ထားတဲ့ငွေအငိမ့်စားအစီစဉ်နဲ့လုံခြုံမှုအကာအရံဖြစ်ပါတယ်ဒီလိုနဲ့အိမ်ယာစီတို့နေကြဆင်းလာတဲ့အခါထိခိုက်နေတာကအိမ်ချမ်းမြေစည်းကွက်တစ်ခုတည်းမဟုတ်ပါဘူးဒီမှာလူတွေရဲ့လုံခြုံမှု ခံစားချက်တစ်ခုတည်းနဲ့စနစ်အပေါ်မှာယုံကြည်မှုကအကွဲလာတာလည်းဖြစ်ပါတယ်ဒါကြောင့်အခုဆိုရင် CCP တောင်မှဒါကိုလစ်လူရှုထားလို့မရတော့ဘူးဖြစ်ပါတယ် ဒီလိုမျိုးအစိုးရရရှိတွေအိမ်ချမ်းကြီးကတချိန်ကတရုတ်နိုင်ငံရဲ့ GDP ရဲ့30ရာခိုင်နှုန်းနီးပါးကိုဖြည့်ဆည်းပေးခဲ့ပေမဲ့အခုတော့စီးပွားရေးတိုးတက်မှုကို မကူညီတော့ဘဲဝင်ထုတ်ဝင်ပိုးဖြစ်လာတယ်ဆိုပြီးတော့လူသိရှင်ကြားလဲဝန်ခံလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပဲ၎င်းကစားသုံးသူတွေရဲ့သုံးဆွဲမှုကိုဖိနှိပ်ခဲ့ပြီးတော့စီးပွားရေးယုံကြည်မှုကိုပြက်စီးစေကပြည်သူတွေရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းဆုံးရှုံးစေခဲ့တာလည်းဖြစ်ပါတယ်။ တကယ်တော့ဒီယုံကြည်မှုကဆုံးရှုံးမှုက CCP ကိုအမှန်တကယ်ကြောင်းလန်းစေတဲ့အရာ ဖြစ်ပါတယ်။ဒီမှာဒါဟာ2008ခုနှစ်ကအမေရိကန်မှာဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့နှီးပါးဆင်တူပါတယ်။ဒီလိုနဲ့အဲ့ဒီအခြေအနေကအင်ချမ်းမီဟာချမ်းသာဖို့အမခံတစ်ခုလို့ခံစားခဲ့ရပြီးဇင်းနှုံးတွေဆက်လက်မြင့်တက်နေခဲ့တာကြောင့်ဘန်ရီယာဆာလို့ဝယ်ဒရီအထိဇင်းနှုံးပေတော်မှကြမယ်လို့မယုံကြည်ခဲ့ကြဘူးဖြစ်ပါတယ်။အခုတော့အိမ်ပိုင်ဆိုင်ဖို့ အလင်းစလိုဖြစ်မှုဟာတလောက်ပြင်းထန်ခဲ့တာကြောင့်ဆော်ရိုအီကုမ္ပဏီတွေက အုံမြတ်တောင်မတွန်းခင်အိမ်ယာအုပ်စုတစ်ခုလုံးကို ရောင်းချပေးခဲ့ပါတယ်။ဒါကြောင့်ပဲလူတွေဟာနေထိုင်ဖို့အိမ်နေဝယ်ယူတာမဟုတ်ပဲ၎င်းတို့ရဲ့ဒုတိယတတိယစတုတ္ထအိမ်ချမ်းမြေတွေကိုဈေးတက်ရင်ရောင်းဖို့ဝယ်ယူခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ဆော်ရိုရေးပြီးစီးတဲ့အခါဒီအိမ်တွေကအများစုကဗလာဖြစ်နေခဲ့ပါတယ်။ဒီမှာ၎င်းတွေမှာ ပိုင်ရှင်တွေရှိပေမဲ့ဘယ်သူမှနေထိုင်လို့မရခဲ့ဘူးနေထိုင်တဲ့သူလည်းမရှိခဲ့ပါဘူးဒါကြောင့်မို့ဈေးကွက်ပြိုလဲမှုရောက်လာတဲ့အခါဈေးနှုန်းတွေထိုးချသွားခဲ့ပြီးတော့ဗန်တွေပြိုလဲခဲ့သလိုလူသန်းပေါင်းများစွာ၎င်းတို့ရဲ့အိမ်တွေဆုံးရှုံးခဲ့ရပါတယ်တကယ်တော့ဗန်တော်ကြီးအဖွဲ့အစည်းတွေတစ်ခုလုံးပြိုလဲသွားခဲ့ပြီးဒါဟာပြန်လည်နလန်ထူဖို့နှစ်ပေါင်းများစွာကြာခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကြံစည်မှုဖြစ်ပေါ်စေခဲ့ပါတယ် ဒါပေမဲ့ဒီမှာကွာခြားချက်တခုရှိပါတယ်။ဒါကြောင့်မဲအမေရိကမှာကွဲပြားတဲ့စီးပွားရေးတခုရှိခဲ့ပြီးလူတွေမှာ stock share တွေအငိမ့်စားအကောင့်တွေနဲ့အသေးစားစီးပွားရေးလုပ်ငန်းတွေရှိခဲ့ပါတယ်။ဒီလိုနဲ့တရုတ်မှာတော့အခြေအနေကကွဲပြားပါတယ်။ ကျုပ်မိသားစုတွေကအမေရိကန်တွေလိုရနည်းမြုံနယ်မှုမလုပ်ကြပါဘူးဒီလိုနဲ့လူအများစုဟာ store ဈေးကွက်ကိုမယုံကြည်ကြပါဘူးတကယ်တော့ data တစ်ခုအရကျုပ်နိုင်ငံမှာအိမ်အောင်စုစီးစိမ်ရဲ့80ရာခိုင်နှုန်းနီးပါးကအိမ်ချမ်းမြင်တဲ့ဓာတ်ရိုက်ဆက်ဆက်နေပြီးတော့ store share စီးပွားရေးလုပ်ငန်းဒါမှမဟုတ်ငွေစုအကောင့်တွေနဲ့မဟုတ်ပဲအိမ်ချမ်းမြင်တစ်ခုရဲနဲ့ပဲဖြစ်ပါတယ်ဒါကြောင့်မဲ၎င်းတို့ဟာဈေးကွက်ပြိုလဲမှုကိုထိခိုက်ရုံထဲမှာက ီထဲမှာပြိမိနေကြပါတယ်အရာကြောင့်တန်ပေါင်းများစွာသောမိသားစုတွေဟာ၎င်းတို့အယုံကြည်ရဆုံးအရာ ဖြစ်တဲ့၎င်းတို့ရဲ့အိမ်ဟာလာတိုင်းတန်ဖိုးကျဆင်းနေတာကို နောက်ဆုံးမှသဘောပေါက်လာကြပါတယ် ဒီလို၎င်းဟာ၎င်းတို့ရဲ့အငိမ့်စားဘဝကိုမဖြည့်ဆည်းနိုင်တော့သလိုကလေးတွေအင်းအောင်ပြုတ်ဖို့မကူညီနိုင်တော့သလိုအရာအားလုံးပြိုလဲသွားရင်တောင်၎င်းတို့ကို မကာကွယ်ပေးနိုင်တော့ပါဘူး။အခုတော့လေးစားဝယ်ကျွမ်းကျင်သူတဦးရဲ့အဆိုအရဒီအင်ယာအကြက်တဲရာ2008အကြက်တဲထက်အစာပေါင်း100စပိုဆိုးနိုင်တယ်လို့ဆိုပါတယ်ဒီမှာ1990ခုနှစ်တည်းမှာတရုတ်နိုင်ငံကအသွင်ပြောင်းနေခဲ့ပြီးတော့လူသန်းပေါင်းများစွာက ဈေးလက်ရွာတွေကနေလင်းမြန်စွာထိုးထွက်နေတဲ့မြို့ကြီးတွေစီပြောင်းရွှေ့လာခဲ့ကြပါတယ်။ဒီလိုနဲ့မြို့ပြဖြစ်စဉ်ဟာအရင်ကမမြင်ဘူးတဲ့အတိုင်းအတာနဲ့ဖြစ်ပေါ်ခဲ့ပြီး၎င်းနဲ့အတူအင်အားလိုအပ်ချက်တွေပါလာခဲ့ပါတယ်။တကယ်တော့1998ခုနှစ်မှာတရုတ်နိုင်ငံက၎င်းရဲ့အင်အားစနစ်ကိုပြုပြင်ပြောင်းလဲမှုစတင်ခဲ့ပါတယ်။ဒါကြောင့်မဲဆယ်စုနှစ်ပေါင်းများစွာမျိုးပြအိမ်တွေကိုနိုင်ငံတော်ကဖြန့်ဝေပေးခဲ့ပြီးတော့အခုတော့လူတွေဟာ ၎င်းတို့ရဲ့အိမ်တွေကိုတိုက်ရိုက်ဝယ်ယူနိုင်ခဲ့ပါတယ်ဒါဟာအိမ်ဝယ်ယူမှုလိုင်းကြီးတစ်ခုကိုစတင်ခဲ့ပြီးတော့ Evergrande လို့စောက်လို့ရေးကုမ္ပဏီတွေကဒီအခွင့်အရေးကိုအပြည့်အဝအသုံးချခဲ့ကြပါတယ်။ဒါကြောင့်မဲမချခင်မှာဒီကုမ္ပဏီက နိုင်ငံရဲ့အကြီးအကဲဆောက်လုပ်ရေးကုမ္ပဏီတွေတရတစ်ခုဖြစ်လာခဲ့ပြီး2018ခုနှစ်မှာအာရှတစ်ခုလုံးမှာအကြီးအကဲအိမ်ချမ်းမြေကုမ္ပဏီဖြစ်ခဲ့ပါတယ်။အခုတော့ဒီပမာဏတစ်ခုတည်းကပဲလူတွေကို Evergrande ဟာပြိုလဲဖို့မဖြစ်နိုင်ဘူးလို့ယုံကြည်စေခဲ့ပါတယ်။ ဒါပေမဲ့နနက်ရှိုင်းရှိုင်းမှာ Evergrande ကရေရှည်တည်တံ့ဖို့ဘယ်တော့မှတိစောက်မထားခဲ့ပါဘူးတကယ်တော့တယောက်ယောက်က Evergrande ရဲ့အတွင်းပိုင်းကိုစစ်ဆေးကြည့်ခဲ့မယ်ဆိုရင်၎င်းမှာဖြစ်ပွားနေတဲ့လုံဆောင်ချက်တချို့ဟာတင့်လျော်မှုနဲ့ဝေးကွာနေတာကိုသဘောပေါက်ခင်မှာပါဒါကြောင့်မဲ့ကုမ္ပဏီရဲ့အတိုင်းအတာကြီးမားမှုကြောင့်ဒီလုံဆောင်ချက်တွေတဲကအများစုကတော်တော်ရှုပ်ထွေးပါတယ်ဒါပေမဲ့ဒါကိုရိုးရှင်းအောင်ရှင်းပြဖို့ကျွန်တော်စူးစမ်းကြည့်ပါမယ် ဒီမှာအစောပိုင်းကကျွန်တော်ပြောခဲ့သလိုအင်းချမ်းမြေအပေါ် FOMO လွတ်တော်မှာကြောက်တဲ့ခံစားချက်ကတလောက်ဆိုးရွားခဲ့တာကြောင့်လူရီဟာဆောက်လို့ရေးမစခင်ကလေးကအိမ်တွေကိုဝယ်ယူခဲ့ကြတာလည်းဖြစ်ပါတယ်။အခုတော့ပုံမှန်အားဖြင့် Evergrande လို့ company တစ်ခုဟာ ဒေသဆိုင်ရာအစိုးရထံကမြေခွက်တစ်ခုကိုငှားရမ်းပြီးတော့အရင်နောက်အရင်မှာဆောက်လုပ်ဖို့စီစဉ်ထားတဲ့အိမ်တွေကိုလှည့်ပြီးတော့ရောင်းချပါတယ်ဒီလိုနဲ့၎င်းတို့ဟာမြေပြင်ပေါ်မှာဘာမှမစခင်မှာတင်အိမ်တွေအတွက်ငွေပေးချိန်မှုအပြည့်အဝရရှိခဲ့ပါတယ်ဒါကြောင့်မဲကုမ္ပဏီတွေကအိမ်ယာဝယ်လိုအားများပြားလွန်တာကြောင့်ရောင်းထွက်ဖို့ဘယ်တော့မှပြဿနာမရှိခဲ့ပါဘူးအဲဒါကြောင့်လူအများစုဟာ အနာဂတ်မှာအိမ်ချမ်းမြေပိုင်ဆိုင်ဖို့မျှော်လင့်ချက်နဲ့အိမ်ချင်းငွေတွေထုတ်ယူပြီးတော့အိမ်တွေဝယ်ယူဖို့ဝမ်းမြောက်ဝမ်းသာနဲ့လှုံ့ဆော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီမှာစတင်ဖြစ်ပေါ်တဲ့ပြဿနာကြီးတစ်ခုကတော့ Evergrande လို့ကုမ္ပဏီတွေကအိမ်ယာရောင်းချမှုကနေရရှိတဲ့ငွေကိုစောက်လို့ရေးစတင်ဖို့မတုံ့ခဲ့ကြပါဘူး။တကယ်တော့၎င်းတို့ဟာ ဒီငွေကိုမြေခွဲပိုဝယ်ဖို့ချိုးတင်ငွေအဖြစ်သုံးပြီးတော့အနာဂတ်မှာတိုက်ခန်းတွေပိုရောင်းချနိုင်ဖို့လှုံ့ဆော်ခဲ့ကြပါရယ်။ဒါကြောင့်မဲဒါဟာပြဿနာကြီးတစ်ခုဖြစ်ပြီးတော့ဒီလိုလှုံ့ဆော်မှုကိုအစောပိုင်းမှာကလေးက အစပိုင်းမှာကလေးကခွင့်ပြုမထားသင့်ပါဘူးဒီမှာဗမ်းမလိုက်တဲ့သူတိုင်းကဒီစနစ်ကိုကြည့်မယ်ဆိုရင်တော့ရေရှည်မတည်တတ်နိုင်ဘူးဆိုတာကိုသိနိုင်ပါတယ်ဒါဟာတရုတ်ကွန်မြူနတီပါတီ CCP ရဲ့တာဝန်ဖြစ်ပေမဲ့၎င်းတို့ဟာဒီတာဝန်ကိုဒေသဆိုင်ရာအစိုးရတွေထံလွှဲပြောင်းပေးခဲ့ပါတယ်အခုတော့ဒီမှာနောက်ထပ်ပြဿနာတစ်ခုရှိပါတယ်ဒါကြောင့်ပဲဒေသဆိုင်ရာအစိုးရတွေက Evergrande လို့ကုမ္ပဏီတွေရဲ့အိမ်ချမ်းမြေ Pyramid အစီအစဉ်တွေကနေတိုက်ရိုက်အကျိုးအမြတ်ရရှိနေခဲ့ကြပါတယ် ဒီလိုတရုတ်နိုင်ငံမှာဒေတာဆိုင်ရာအစိုးရတွေငွေရှာတဲ့နေလန်းစီတခုကတော့ Evergrande လို့ဆောက်လုပ်ရေးကုမ္ပဏီတွေကိုမြေကွက်ငားရမ်းပေးတာဖြစ်ပါတယ်။ဒါကြောင့်အိမ်ချမ်းမြေဆောက်လုပ်သူတွေ NDA များလေလေအစိုးရကငားရမ်းတဲ့မြေကွက်တွေအတွက်လေလံတင်ဈေးနှုန်းတွေပို့ပြီးတော့မြင့်လာလေတွေပဲဖြစ်ပါတယ်။ဒီမှာဒေတာဆိုင်ရာအစိုးရဝင်ငွေရဲ့90%လောက်ဟာ နေကွက်ငားရမ်းခြင်းရနေရရှိလာခဲ့ပါတယ်။ဒီလိုနဲ့ပြည်သူတွေကို DNDA များတဲ့လှုပ်ဆောင်မှုတွေကနေကာကွယ်ပေးရမယ့်အစိုးရကဒီလိုခေါ်တဲ့ NDA များတဲ့လှုပ်ဆောင်မှုတွေကနေအစည်းအကျေအကျိုးအမြတ်ရရှိနေခဲ့ပါတယ်။ဒါဟာလုံးဝမဖြစ်တဲ့မကောင်းတဲ့မလုံးတွေရဲ့ပြယုတ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပဲမြေကွက်ငားရမ်းမှုတွေနဲ့ဆက်ဆက်နေတဲ့အချင်းပြတ်ခြားစားမှုတွေကိုထည့်ပြောစရာတောင်မှမလိုဘူးလို့ထင်ပါတယ်။ တကယ်တော့တယောက်ယောက်ကဒီ NDA တွေကိုသတိပြုမိတဲ့အခါအရာအားလုံးနောက်ကျသွားခဲ့ပါပြီ။ဒီလိုတရုတ်အစိုးရက2020ခုနှစ်မှာအနီရောင်မြင်းသုံးချောင်းမူဝါဒကို မိတ်ဆက်ခဲ့ပြီးတော့ဒါဟာအင်ချမ်းမြေဆောက်လုပ်သူတွေအကျွေးများလွန်းအောင် ရှုမှုကိုတားဆီးဖို့အတွက်ရည်ရွယ်တဲ့စီမင်းတရက်လည်းဖြစ်ပါရင်ဒါပေမဲ့ Evergrande အတွက်တော့ဒါဟာဒေသန်ချမှတ်ခြင်းလိုပါပဲဒီမှာချင်းငွေအစ်စ်တွေဖျက်ထောက်ခံရပြီးတော့စီမံကိန်းတွေမပြီးစီးနိုင်ခဲ့သလို ဒေါသထက်နေတဲ့ဝယ်သူတန်းပေါင်းများစွာရဲ့အဖြစ်အောင်းဆိုမှုတွေနဲ့စနစ်ဟာပြိုလဲလာခဲ့ရလဲဖြစ်ပါတယ်။အခုတော့ဒီအချိန်မှာနောက်ထပ်မတန်မာတဲ့လှုပ်ဆောင်မှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်မယ် Evergrande ကမပြီးစီးသေးတဲ့ဗလာဖြစ်နေတဲ့အိမ်တွေကို ၎င်းတို့ရဲ့ဗန်နာရေးစီးရင်မှာပိုင်ဆိုင်မှုအဖြစ်စီးရင်သွင်းပြီးတော့ဆောင်းလို့ရေးပီးစီးဖို့ဗန်နေစီကချင်းငွေပို့ပြီးတော့ရယူခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအိမ်လေးဟာလူတွေကိုရောင်းချပြီးသားဖြစ်နေတာမို့ဘလို့စီးရင်ကင်မျိုးနဲ့လိန်ညာဖုံးကွယ်ဖို့ကြိုးစားပါစေ။ဒါဟာမဖြစ်နိုင်တဲ့အရာပါ။ Evergrande ရဲ့ဒီပိုင်ဆိုင်မှုကိုဘလို့မှပိုင်ဆိုင်မှုအဖြစ်သတ်မှတ်လို့မရပါဘူး။ဒီမှာအစိုးဆုံးပိုင်းကတော့ Evergrande တခုတည်းရပဲဒီမှာတမားတဲ့လက်ကွက်တွေကိုလုံးဆောင်ခဲ့တာမဟုတ်ပါဘူး။တကယ်တော့တရုတ်နိုင်ငံက အိမ်ချမ်းမြေကုမ္ပဏီအားလုံးဒီပါဟာဒီလိုနည်းနဲ့လည်ပတ်နေခဲ့ကြပါတယ်။ဒါကြောင့်မဲအိမ်ချမ်းမြေကဏ္ဍတစ်ခုလုံးက အကျွေးရည်နဲ့အလွန်အမင်းထန်ဖိုးထားပြီးပွန်ဇီအစီအစဉ်တစ်ခုလိုပါပဲ။ဒီလိုဆက်လက်ရှင်သန်ဖို့တခုတည်းသောနီလန်ကတော့ အမြဲတမ်းတိုးတက်မှုရှိနေဖို့ဖြစ်ပါတယ်။ဒါပေမဲ့လူတွေက Evergrande ရဲ့ဆက်လက်ရည်တည်နိုင်စွမ်းအပေါ်ယုံကြည်မှုဆုံးရှုံးသွားရင်တိုးတက်မှုကိုဆက်ထိန်းထားလို့မရပါဘူး။ဒီလိုကုမ္ပဏီကငွေပေးချေမှုတစ်ခုကိုလွှဲချော်ခဲ့ပြီးနောက်ထပ်တစ်ခုကိုလည်းလွှဲချော်ခဲ့ပါတယ်။2021ခုနှစ်မှာ၎င်းဟာ၎င်းရဲ့ပြည်ပအကျွေးတွေမှာသဘောတူညီမှုမလိုက်နာခဲ့ပါဘူး။ဒါကြောင့်ပဲ Evergrande က ဒေါ်လာ300ဘီလီယံတန်ဖိုးရှိတဲ့ချိန်ငွေတွေမှာသဘောတူညီမှုမလိုက်နိုင်ဘူးဆိုတဲ့တဲ့င်းထွက်ပေါ်လာတဲ့အခါစီးပွားရေးတစ်ခုလုံးမှာထိလန့်မှုတွေပြန့်နှံ့သွားခဲ့ပါတယ်။ဒီမှာလူတွေဟာဒီပြဿနာက Evergrande တစ်ခုထဲမှာကန့်သတ်မထားဘူးဆိုတာကိုလည်းသဘောပေါက်လာကြပါတယ်။ဒါကြောင့်မယ့်အင်ချမ်းမြေကဏ္ဍတစ်ခုလုံးကအကျွေးတွေနဲ့အလွန်မင်းတန်ဖိုးထားပြီး၎င်းကဖြိုလဲလာနေရလဲဖြစ်ပါတယ်။တကယ်တော့တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွေက အကျွေးဒေါ်လာ9.3တရီလီယံလောက်တင်နေခဲ့ပါတယ်။ဒီလိုနဲ့တရုတ်နိုင်ငံတဝမ်ကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေတိတ်ဆိတ်သွားခဲ့ပြီးတော့အရာအားလုံးရပ်တန့်သွားခဲ့ပါတယ်။အခုတော့ဘယ်ရွေးချယ်စရာမှမကျန်တော့တဲ့အတွက်ငွေအပြည့်ပေးချေပြီးသားဝယ်သူထောင်ပေါင်းများစွာကဆောက်လုပ်မှုတဝက်တစ်ပြက်နဲ့အခွန်တွေသာကျန်ရှိခဲ့ပါတယ်။ဒီလိုရပ်တန့်နေတဲ့အိမ်ခန်းတွေကိုပုတ်သွင်းနေတဲ့တိုက်ခန်းတွေလိုနာမည်ပြောင်းပေးခဲ့ကြပြီးတော့ဒီနာမည်ကတွဲကန့်နေခဲ့ပါတယ်။ဒါကြောင့်ပဲတချို့ကိစ္စတွေမှာမိသားစုတွေဟာ ဒီမပြီးစီးသေးတဲ့အဆောက်အုံတွေတည်းပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးတော့ရေလျက်စစ်ဓမ္မမဟုတ်ပရင်းပေါက်တွေတောင်မရှိဘဲနေထိုင်ခဲ့ကြရပါတယ်။၎င်းတို့ဟာဒီလိုနေထိုင်ဖို့တခြားသွားစရာနေရာမရှိတဲ့အချက်ကိုတသက်ပြဖို့အတွက်ကိုလှုံ့ဆော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအစုံနှိလိုက်ပါကြည့်ရှုပေးတဲ့အတွက် ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။